ဲမင်္ဂလာပါ Monet Blog ကနေပြန်လည်ပြောဆိုပါရစေ။ဒီတစ်ခါ Monet Blog ကပြောပြမယ့်အကြောင်းအရာလေးကတော့သွားတိုက်တန်လေးနဲ့စနစ်မှန်သွားတိုက်လေးအကြောင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ခါကသွားတိုက်စေအကြောင်းပြောသွားတော့အခုကသူနဲ့တွဲဖက်ပြီးသုံးရမယ်သွားတိုက်တန်ပေါ့နော်။အဲ့တော့သွားတိုက်တန်လေးကိုရွေးတော့မယ်ဆိုရင်ဘယ်ကစရည်ကြောင်လဲ။အဲ့တော့သွားတိုက်တန်လေးမှာအဲအဓိကအကြီးအကျယ်ဆုံးပိုင်းပေါ့နော်ဒီအမြင်လေးသွားတိုက်တန်ရဲ့ ဟိုတော့တိုက်တဲ့နေရာမှာတုံးတဲ့အမြင်လေးတွေပေါ့နော်အဲ့ဒီအမြင်လေးတွေကကျမတို့ဟိုဈေးကွက်ထဲမှာရှိရော soft medium hard ဆိုပြီးသုံးမျိုးရှိရပေါ့အဲ့မှာမှကျမတို့ကတော့အဲ့လို soft ကိုပဲအဲသုံးဖို့ recommend ချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မားတဲ့ဟာတွေသုံးမယ်ဆိုလို့ရှိရင်တွားအဲ့ကျွေးသွားတယ်ပြုံးတာပဲဖြစ်ဖြစ်သဖုံးတွေထိခိုက်တာပဲဖြစ်ဖြစ်ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ soft သုံးမှာအရန်ကြော်ရလို့ကျင်းလို့ဆို extra soft တွေလည်းရှိရပေါ့နော်နောက်ပြီးသူ့ရဲ့ပုံစံလေးပေါ့အဲ့ဒီ crystal လေးရဲ့ပုံစံလေးဒီအမြင်လေးရဲ့ပုံစံလေးကတချို့ဟာဆိုရင်ရေးရရှိရလေးရှိရဲ့နောက်ဟိုဒီ မျက်နှာပြင်မှာလို့ V shape လေးရှိရဲ။နောက်ဟိုခြုံသွားလိုက်တို့သွားလိုက်အဲ့လိုပုံစံလေးရှိရဲ။နောက်တချို့သွားလိုက်တန်နေမှာဆိုရင်ဒီအလယ်မှာဆိုလို့ရှိရင်ဒီ polishing လုပ်တဲ့ cup လေးပါတာရှိ။အဲ့ဒါဘာလေးကြီးလဲဆိုလို့ရှိရင်အဲ့ cup လေးတွေကဘာလုပ်တာလဲဆိုရင်သွားရဲ့မျက်နှာပြင်ပို့ပြီးတော့ polish ပေါ့နော်ပြောင်အောင်လုပ်ပေးရဲပေါ့။နောက်ပြီးရင်ဒီအဲ့လိုခြုံခြုံလေးမညီမညာလာလေးကြောင့်သူသွားရဲ့မျက်နှာပြင်သွားနှစ်ချောင်းကြားပဲဖြစ်ဖြစ်နောက်ပြီးတော့တစ်ခါလေးရောက်ဖို့ခတ်တဲ့နေရာလေးပေါ့နော်။ကိုတိုက်နေနေအဲဟိုဝေးရဲဟိုထဲရောက်တဲ့ပုံမှန်တိုက်နေကြရောက်လို့ခတ်တဲ့နေရာလေးကိုရောက်အောင် ဟိုကဒီအမြင်မနီမညာတာလေးတွေကဆွမ်းတတိရှိတာပေါ့နော်အဲ့လိုဆွမ်းတတိရှိတယ်။နောက်ပြီးတော့ handle ပေါ့တွားလိုက်တွားလိုက်ကန်ဒီ handle handle ရရဒီလို grip me လို့အိုင်လို့ကောင်းရမယ်။အဟိုအဲ့နှစ်တက်တဲ့ပုံစံပေါ့နော်ရွေးလို့တော့ရတယ်ဒါပေမဲ့အဓိကတော့ဒီလိုကင်လိုက်လို့ရှိရင်လက်ထဲမှာမြဲနေရမယ်။ဟိုစောင်းပြီးတော့အထဲကိုပဲတိုက်တိုက်ဘေးကိုပဲစောင်းစောင်းအဲ့လိုလွယ်လွယ်ကူကူတိုက်လို့ရရမယ်ပေါ့နော်။ အားရှိရမယ်။နောက်အခုနောက်ပိုင်းကျတော့ဘာလို့လဲသတိပြုလာကြလဲဆိုလူတွေကဟိုဟောပေါ့ plastic shot ချရေပေါ့နော်။တော့ပြန်သုံးလို့ရမယ် reusable ဖြစ်ရမယ်။အဲ့လိုမျိုးတွေသုံးလာရတာနောက်ပိုင်းမှာဘာတွေရှိလဲဆိုရင်အခုဒီဟာလေးဆိုလို့ရှိရင်သူက recycle plastic လေးလည်းပါတယ်။ဒါဆိုလည်း bristol ဆိုလည်း bio based bristol ဆိုတော့နော်အဲ့လိုမျိုးလေးလေသုံးခြင်းသုံးလို့ရတယ်။နောက်နောက်ပြီးတော့ဒါဆိုရင်မြန်မာနိုင်ငံကထုတ်တာပေါ့နော်။ one to pop button နဲ့သူရဲ့ handle က one နဲ့လောက်ထားတာပေါ့နော်။ဒီဟာကတော့ဒီ bristol ကတော့ plastic ပဲရှိသေးတယ်ပေါ့။ အဲ့တော့သူကတော့ဒီ plastic shot ချဖို့ဟိုပါပေါ့အဲ OTG ထားပြီးတော့ထုတ်ထားတာပေါ့နော်ဆိုတော့တုံးကြည့်ရမှာပေါ့နော်ကောင်းလားမကောင်းလားရေချက်လေးရတော့ကောင်းတာပေါ့နော်အဲ့တော့ခီးသွားမယ်ပိုင်းကဆိုတော့ဒီလိုမျိုး cap လေးပါတဲ့တွားလိုက်တယ်ဘယ်မှာဆိုပိုအဆင်ပြေရယ်အဲတဲဝါလို့ရတယ်ဟိုညပတ်တာတွေပါတယ်မရှိတော့ဘူးပေါ့နော်ဒီကထည့်လိုက်အောင်မယ် ော့နောက်ပြီးတော့ဘာရှိသေးလဲဆိုရင်နောက်ရှာတိုက်လို့ရတဲ့သဘောတန်လေးရှိတယ်ဒီလိုဝိုင်းဝိုင်းလေးဆိုရင်ခုနသွားတိုက်တဲ့နေရာမှာသွားရေးဘက်တိုက်အောင်နဲ့မစင်ဘူးပေါ့နော်ရှာပေါ်မှာလည်းကိုယ်ရီစားထားတဲ့အညစ်အကြေးတွေကြံနေနိုင်တယ်အဲ့တော့ရှာတိုက်လို့ရှင်ဒီလိုဝိုင်းဝိုင်းလေးတော့ပြီးတော့တိုက်လို့ရတယ်သွားတိုက်တန်တွေကိုဘယ်အချိန်လဲတင်လဲဆိုရင်သွားတဲ့ပုံမှန်ကတော့ပေါ့နော်၃လတစ်ချိန်လဲတင်တယ်အကဲ၃လတစ်ချိန်မတိုင်ခင်မှာပဲဒီသွားတိုက်တန်ရဲ့အမြင်နေပေါ့နော်ဒီအမြင်လေးတွေကဟိုပါပေါ့ ခွာနေမယ်ကောက်ကွေးနေမယ်ဆိုလို့ရှိရင်တော့ဒါလဲတယ်တော့အဲ့ဒါဘာပြီးတော့တုံးကမတိုင်ခင်မှာအဲ့လိုခွာနေကွေးနေဘာလို့ပြလဲဆိုကိုတုံးနဲ့အားပေါ့နော်အရန်များတာအရန်များတော့ဒါကနည်းနည်းအားနည်းနည်း short တန်တာပေါ့နော်တွားတိုက်တဲ့အားများလုံးရင်လည်းမကောင်းဘူးပေါ့နော်အဲ့တော့လဲတယ်နဲ့နောက်ဘလို့ချိန်လဲတယ်လဲဆိုကိုကတုတ်ကွေးမိရဲ့ဖြားတယ်အလုံးကောင်းဖြစ်ပြီးသွားတဲ့အချိန်ဆိုလို့ရှိရင်တွားတိုက်တန်တယ်လဲတယ်နဲ့ဘာလို့ဆိုတော့ဒီမှာကိုဖြစ်ထားတဲ့ရောဂါပိုးတွေဒီထဲမှာကျန်နေခဲ့နိုင်တယ်ကိုကနေတစင်တခြားကိုရဲ့မိသားစုဝင်ကိုကူးနိုင်တယ်ပေါ့နော်အဲ့တော့ဖြားပြီးသွားရင်တွားတိုက်တန်တယ်လဲတယ်နဲ့အဲ့တော့တွားတိုက်တန်လေးအကြောင်းပြောပြီးသွားပြီ ီးဆိုရင်တော့တိုက်တယ်ကတော့ အလောက်ရေးမကြည့်ဘောเนาะဘာရေးကြည့်လဲဆိုရင်စနစ်မှန်သွားတိုက်ဖို့လိုပါတယ်စနစ်မှန်သွားတိုက်လို့ကျွန်မအရင်တစ်ခေါက်ကလည်းပြောတယ်စနစ်မှန်သွားတိုက်နေတာဘယ်လိုတိုက်ရမလဲဆိုရင်အနည်းဆုံးသွားတိုက်တဲ့ခါမှာ2မိနစ်ကနေ3မိနစ်ကြာချိန်ရှိရမယ်တနေ့ကိုအနည်းဆုံး2ချိန်တိုက်ရမယ်3ချိန်တိုက်နိုင်တော့ပိုကောင်းတာပေါ့နေခင်ဘက်ကျွန်မစားပြီးတဲ့အချိန်မှာတိုက်ပေါ့เนาะဒါပေမဲ့ဟို3ချိန်ထက်တော့ပိုမတိုက်တဲ့ဘာလို့လဲဆိုတော့တဖုံးနေအပျက်စီးနိုင်တယ်ပြီးသွားလို့ရှိရင်သွားမျက်နှာပြင်ပြုံးနိုင်ပါတယ်ဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့ဘယ်အချိန်နေတိုက်ကြမလဲဆိုရင်မနက်ကိုမနက်စာစားပြီးတဲ့ချိန်တိုက်မယ် ရအယောင်ကနေဘာမှမစားတော့ဆိုရင်တစ်ချိန်တိုက်မယ်ပေါ့သွားတိုက်တာဟုတ်ပြီနော်အဲ့ဒါပြီးရင်ခုနပြောလို့သွားမျက်နှာပြင်ဒီပါအကုန်ပါအောင်တိုက်ရမယ်သွားမျက်နှာပြင်မှာသွားမှာဘလိုမျက်နှာပြင်နေရှိလဲဆိုလို့ရှိရင်ဒီမှာဒီ model လေးနဲ့ပြရမယ်နော်ဆိုရင်ဒီဟာကဒီအရှိမျက်နှာပြင်ရှိမယ်နောက်သွားရဲ့ဒီလိုအแทမျက်နှာပြင်ရှိမယ်နောက်ပြင်ဒီလိုဝါးတဲ့စားတဲ့မျက်နှာပြင်တွေပေါ့နော်အားရရှိမယ်နောက်ပြီးတော့ဗတ်တိထားမယ်ဆိုရှင်ဒီသွားနှစ်ချောင်းကြားပေါ့နော်သွားရဲ့ဒီနှစ်ချောင်းကြားအဲ့နေရာတွေကအဓိကတော့ပို့စားတတ်တယ်အဲ့တော့သွားတိုက်တဲ့နေရာမှာ ွားလိုက်တန်လေးကိုဘယ်လိုထားကြမလဲဆိုလို့ရှိရင်ဒီသွားမျက်နှာပြင်ရဲ့ဒီလိုမျိုးအလှယ်လိုက်လေးထားမယ်ထားပြီးတော့ခါကြရင်ဒီလိုမျိုးလူတွေကဘာလို့တိုက်တယ်လဲဆိုလို့ရှိရင်ဒီလိုတိုက်တယ်တယ်အာအရာပါရအဲ့လိုမျိုးဆွဲတိုက်တယ်အဲ့လိုမျိုးလုံးဝမတိုက်တယ်ဘာဖြစ်လဲဆိုရင်ဒီသွားမျက်နှာပြင်သွားနဲ့သဖုံးနဲ့စုံနဲ့နေရာရှိရဲအဲ့နေရာတွေမှာရှိရဲဟိုသွားကြွေလွားလေးကအရန်ကိုညံ့နေတယ်ပေါ့ညံ့တော့အဲ့လိုဆွဲတိုက်ပါများလို့ရှိရင်ဒီနားတွေမှာပွန်းသွားနိုင်တယ်အခြေတွေမှာပေါ့နော်အဲ့တော့ဒီလိုမျိုးဆွဲတာကိုလုံးဝမတိုက်တယ်။အဲ့ဆိုဘယ်လိုတိုက်ကြမလဲ။ဒီမှာတော့ဟုတ်ပြီ။ဒီသွားမျက်နှာပြင်ဒီရဲ့သွားဒီ bristol ရှိတဲ့ဥစ္စာကိုသွားမြင်လိုက်ပြင်ရဲ့ဒီလိုနေရာထားမှာအာ45 degree ထားမယ်45 degree ထားပြီးသွားပြီဆိုလို့ရှိရင်ဘလို motion နဲ့သွားကြမယ်ဘလို့ရွေးကြမယ်ပေါ့နော်ဆိုရင်ဒီမှာဒီဟာကိုထားမယ်ထားပြီးသွားရင်ဒီဒီသားတဲ့တဖုံးနဲ့ဆုံတဲ့နေရာကိုဒီလိုရောက်ရမယ်ပေါ့နော်တော်လိုက်တန်းရောက်ပြီးသွားရင်ဒီလိုမျိုးလေး circular motion စပိုင်းပုံစံလေးသွားမယ်ပြီးသွားရင်ရှေ့နောက်သွားလည်းရတယ်သွားပြီးသွားရင်အဲ့ဒီနေရာမှာတိုက်မယ်တိုက်ပြီးသွားလို့ရှိရင်ဘာကိုဒီလိုဆွဲချမယ် အဲ့ဒါမှအခုနတိုက်ထားတဲ့ကြီးတွေအညစ်ကြေးကြံနေဟာတွေကတော့ဒီလိုလှုပ်ထားပြီးတော့ဒီမှာအကုန်လုံးပါသွားမှာပေါ့နော်အဲ့လိုတိုက်မယ်ဒါအပြင်မျက်နှာပြုံတိုက်တဲ့ပုံစံပေါ့နော်ပြီးရင်အထက်ကိုလည်းခုနလိုပဲအထက်ကိုတိုက်မယ်ဆိုတော့ဒီလိုအလှယားလိုက်ကြီးတိုက်ဖို့အဆင်မပြေဘူးအဲ့တော့ဒေါင်လိုက်ပုံစံအနေထားပြောင်းလိုက်မယ်အထက်ကိုပြောင်းမယ်ပြောင်းရင်းသွားလို့ရှိရင်ဒီလိုလေးဖြည်းဖြည်းချင်းဆွဲချမယ်အဲ့လိုသုံးတဲ့နေရာမှာ force အများကြီးပေါ့ပေါ့အားအများကြီးတုံးကြမလို့ပုံမှန်လေးတိုင်ပြီးတော့ခေါမိတ်ကိုင်းတဲ့ပုံစံလေးနဲ့ပဲတိုင်ပြီးတော့မယ်ဒီလိုမျိုးဖြည်းဖြည်းချင်းလုပ်ပေးမယ်ပေါ့နော် โอเคပြီးရင်ဒီအแทမျက်နှာပြင်တွေကိုပါတိုက်မယ်เนาะတိုက်မယ်ပြီးရင်နောက်ဘာကြံလေးလဲဆိုရင်ဒီဝါးတဲ့စားရဲ့မျက်နှာပြင်တွေကျန်ဝါးတဲ့စားရဲ့မျက်နှာပြင်တွေမှာဆိုလဲတိုက်မယ်သူအားကြီးသွားသွားတွေမှာဘာလေးရှိတယ်လဲဆိုသွားရဲ့မျက်နှာပြင်မှာဒီလိုအချောင်းလေးကျန်အဲ့ဒီထဲမှာအစာရဲညက်ပြီးကျန်နေကတ်တတ်တယ်အဲ့တော့အဲ့ဒီနေရာလေးတွေကိုအကြောင်းသတိထားပြီးတိုက်ပြလို့လိုတယ်ပေါ့เนาะအဲ့ဒါကိုတိုက်တဲ့ခါမှလည်းတိုက်မယ်သူ circular motion လေးနဲ့သွားမယ် ီနော်တိုက်ပြီးပြီးသွားရင်အောက်သွားကိုတိုက်မယ်အောက်သွားကိုတိုက်တဲ့အချိန်မှာလည်းဒီတိုင်းပဲအောက်သွားကိုတိုက်မယ်ဆိုရင်သွားတဲ့သဖုံးတဲ့နေရာကိုဒီဘုတ်တန်ဒီလိုရှေ့ရမယ်ပြီးသွားလို့ရှိရင်ဒီလို circular motion နဲ့သွားမယ်ပြီးရင်ပေါ်ကိုဒီလိုလေးဆွတ်တယ်မယ်ဟုတ်နော်ပြီးရင်အထဲကိုတိုက်မယ်ဆိုရင်လည်းဒီလိုတောင်းလိုက်အနေထားနေနဲ့သွားပြီးတော့တိုက်ပင်ပြီးရင်ဒီဖက်အထဲလိုက်ဒီလိုပဲဒီလိုလေးသွားမယ်ပြီးရင်အပေါ်ကိုဆွတ်တယ်အဲ့တော့ ေါ်သွားရင်တိုက်မယ်ဆိုလို့ရှိရင်ခုနဒီလိုသွားမယ်ပြီးရင်အောက်ကိုဆွဲချမယ်အောက်သွားရင်တိုက်မယ်ဆိုလို့ရှိရင်လိုလေးသွားမယ်ပြီးရင်ဟိုဆွဲပြမယ်ဟုတ်ပြီနော်အဲ့တော့ဒီသွားနှချောင်းချားကိုလည်းအောင်းတိုက်ရမယ် တခါလေကြာတော့ကျမတို့သွားနှစ်ချောင်းကြားမှာတပုတ်တံမရောက်နိုင်တဲ့နေရာရှိတယ်အဲ့လိုမျိုးဆိုတော့ကျမတို့ floss သွားရမှာပေါ့နော် floss လေးသုံးပြီးလုပ်ပြမယ်အဲ့ဒါ floss သုံးပြီးရလဲနောက်ပိုင်းဒီတန်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့သွားရတော့မျက်နှာပြင်တွေအကုန်လုံးတန်ရှင်းသွားပြီအောက်ကလည်းဒီလိုဝါရစားမျက်နှာပြင်တွေတိုင်ပါနော်တန်ရှင်းသွားပြီဆိုတော့ကျမတို့ဘာလုပ်လို့ရလဲဆိုဒီမှာရှာရှိရပဲထားပါတော့ကျမတို့ဒီရှာကိုပါတန်ရှင်းလောက်ပါဟုတ်ပြီနော်အဲ့ပြီးရင်နော်လောက်ကျင်းပြီးတော့ လောက်ကလည်းဖြည်းဖြည်းချင်းပဲတင်ပြီးတော့ပဲဒီအကောင်လုံးကိုတန်းရှင်းလောက်လိုက်မှာတော့အဲ့ဒါဆိုပစက်ထဲမှာအညစ်အကြေးအကောင်လုံးပါသွားပြီပေါ့နော်ဆိုရင်ဒါကအချိန်ပေးပြီးတိုက်ရမှာပေါ့အဲ့တော့2မိနစ်3မိနစ်လောက်တိုက်ရမယ်ဆိုတော့2မိနစ်3မိနစ်ကတချင်းတစ်ပုတ်ကြာချိန်ပဲရှိတယ်ကိုယ်စိတ်မှန်းနေမှာမှန်းပြီးတော့တိုက်ပေါ့နော်အဲ6ခါ9ခါလောက်တော့တိုက်ရမယ်ဒီ stroke ကသွားတစ်ချောင်းဖြစ်နေပြန်ပါဆိုလို့ရှိရင်ဒါဆိုရင်တော့ကောင်းမွန်နေသွားတယ်ပိုင်ဆိုင်လာပြီပေါ့သွားတိုက်ဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်တစ်ပိတ်တစ်ချိန်နောက်ပြထားတဲ့ပုံစံတိုင်းနဲ့ပုံစံတိုက်ကြပါ အဲဆိုရင်ကျွန်မရဲ့ဒီ blog လေးကိုဒီကုန်းချက်ပါတယ်အားလုံးပဲကျမ်းမာလှပါရဲသွားတွေပိုက်ဆိုင်နိုင်ပါစေ